ယ်ခဲ့ပါရှင် ကျမတော်ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နေ့လယ်နှစ်နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြအောင်ပါပါရှင်ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်နယ်စပ်ကမိုးပြဲမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေတိုက်ပွဲပြင်းထန်နေပြီးတပ်ရင်း၃ရင်းကရဲဘော်၃ယောက်ကြာဆုံးခဲ့ရတယ်လို့တပ်ရင်းတွေကမေလ9ရက်နေ့ကထုတ်ပြန်ထားပါဗျ။ ကရိုင်းမျိုးသားတက်မတော် KNA 2133တရင်ကရဲဘော်ခွန်ဟင်နရီခေါ်မိုးဒီကမေလ9ရက်နေ့မှာကြာဆုံးခဲ့ပြီး KNA လူမျိုးပေါင်းစုံလွမြောက်ရေးတပ်ဦးကာလာလာတ6421တရင်ရဲဘော်ကမေလ6ရက်နေ့မှာကြာဆုံးခဲ့က SSNDF KNDF ဘူဟာအမှတ်9ရက်တရင်အမှတ်103ကရဲဘော်စောကဲဘလုခေါ်ဖိုးကဲကမေလ2ရက်နေ့မှာကြာဆုံးခဲ့ရတယ်လို့ KNA ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရတယ်။ ။ SSNDF KNDF ကရဲဘော်ရဲ့ဓာတ်ပေါ်တွေဟာစစ်ကောင်စီလက်ထဲကိုရောက်ရှိသွားပြီးတိုက်ပွဲဝင်ရဲဘော်တွေကဓာတ်ပေါ်တွေကိုပြန်သေးဖို့ကြိုးစားတဲ့အချိန်စစ်ကောင်စီတပ်ကပြစ်ခတ်လို့တယောက်ထိခိုက်မိခဲ့တယ်လို့လည်းသိရပါဗျ။အခုလက်ရှိအချိန်မှာမိုးပြေတဝိုက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး drone နဲ့လေကြောင်းကနေဘုံးကျဲတိုက်ခိုက်တာတွေအပြင်အစိတ်ငွေပါတဲ့ဘုံးတွေကိုအုံပြုတ်တိုက်ခိုက်နေတယ်လို့ KNDF ကမေလ6ရက်နေ့ကထုတ်ပြန်ထားပါတယ်ရှင်။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အာရခတက်တော်နဲ့ဆက်နွယ်မှုအပေါ်မြန်မာစစ်ကောင်စီကကန့်ကွက်တာပတ်သက်လို့ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပေးချတယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေမှာဖော်ပြထားပါဗျ။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အမျိုးသားကျိုးစည်းပွားကိုကာကွယ်ဖို့အတွက်လိုအပ်တယ်လို့ယူဆတဲ့ဘဲဖွဲ့စည်းနဲ့မဆိုချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအကြံပေးကမေလ6ရက်နေ့ကနိုင်ငံသားရေးဌာနမှာသတင်းထုတ်တွေကိုပြောကြားလိုက်တာဖြစ်ပါတယ်။ အရခတက်မတော်နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြားဧပြီလအတွင်းကဆက်သွယ်မှုပြုလုပ်ခဲ့ကြတာကိုထုတ်ဖော်ခဲ့ကြပြီးတဲ့နောက်မြန်မာစစ်ကောင်စီကအဲဒီဆက်သွယ်မှုကိုကန့်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေဆက်မှာထိန်းချုပ်ထားသူဟာအရခတက်တော်သားဖြစ်တာကြောင့်သူတို့နဲ့ဆက်ဆံရမှာဖြစ်ပြီးဒါကအမှန်တရားဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအကြံပေးကသတင်းနောက်တွေကိုပြောကြားခဲ့ပါတယ်ရှင်။ ဝိုင်းရင်နိုင်ငံရေးသမားတအူးဖြစ်တယ်လို့ကြပြဆရာစာရေးဆရာတအူးလည်းဖြစ်တဲ့ဦးလှစောကွဲလွန်မှုဟာရခိုင်ပြည်သူတွေနဲ့နိုင်ငံအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့နိုင်ငံရေးအတိုင်းအဝိုင်းမှာပြောဆိုနေကြပါတယ်။ကေခိုင်ကတင်ပြပို့ထားပါတယ်ရှင်။ဒီမိုကရေစီပုံကျင်းလာရင်စစ်ပုံကျဲလာမှာပဲ။စစ်ပုံကျင်းရင်ဒီမိုကရေစီပုံကျဲလာလိမ့်မယ်။အဲ့တော့တမနာမှာတာဝန်ရှိတာနဲ့ကစိုးရရောက်နေတဲ့အဖွဲ့ကြီးမှာတာဝန်ရှိတာတူမလား။ ရခိုင်ဝန်ရဲ့နိုင်ငံရေးသမားတဦးဖြစ်တယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အရခတက်တော် AA ရဲ့နိုင်ငံရေးမှူးတဦးလေးဖြစ်တဲ့ဦးဦးလာစောဟာပြီးခဲ့တဲ့မေလ9ရက်နေ့ညပိုင်း7:00နာရီကျော်လောက်ကလေကြောင်းကင်စာနဲ့ကိုယ်လွန်တော်ခဲ့ပါတယ်။ဦးဦးလာစောကိုယ်လွန်ချိန်မှာအသက်80နှစ်ရှိပြီဖြစ်ပြီးလေကြောင်းကင်စာနဲ့ဆေးရုံမှာဆေးကုသမှုခံယူနေတုန်းမှာပဲကိုယ်လွန်တော်ခဲ့တာပါ။ ဥဥလာစွာကွန်လန်တော်မုံအပေါ်၈၈မျိုးဆက်ကြောင်းသားခေါင်းဆောင်ဟောင်းတူဖြစ်တဲ့ဥမြအေကသူ့ရဲ့လူမှုကွန်ရက်အစာမျက်နှာမှာ၈၄မျိုးဆက်နိုင်ငံရေးသမားဥဥလာစွာကွန်လန်အနှိမ့်ဆက်ရောက်တော်တာကြောင့်အလွန်ဝမ်းနည်းစိတ်မကောင်းပြားပါရယ်ရခိုင်တမျိုးသားလုံးအတွက်နှမျောတတရတဲ့ဆုံးရှုံးမှုတစ်ခုလို့မြင်မိပါရယ်ပြည်ထောင်စုတစ်ခုအတွက်လည်းအမျောအမြင်ကြီးတဲ့နိုင်ငံရေးသမားခေါင်းဆောင်ခေါင်းတယောက်ကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်လို့យေတာထားပါရယ် ရခိုင်ဝရဲ့နိုင်ငံရေးသမားဦးဦးလာစောကွင်လန်တာဟာရခိုင်ပြည်သူလူထုအတွက်သာမကမြန်မာတနိုင်ငံလုံးအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့စာရေးဆရာတဦးလေးဖြစ်တယ်လို့လူမှုရေးတက်ကြွလှူရှားသူလေးဖြစ်တဲ့ဆရာဝေဟင်အောင်ကပြောပါတယ်။ကွင်လန်သွားတာကကြာရင်ရခိုင်တမျိုးသားလုံးတင်မကမြန်မာတနိုင်ငံလုံးအတွက်ပါဆုံးရှုံးမှုကြီးမားတယ်လို့ပြောလို့ရတယ်ဗျ။ဒီမြန်မာနိုင်ငံအပြောင်းအလဲဒီမိုကရေစီရရှိရေးဖေရီနိုင်ငံပေါ်ထွန်းရေးအတွက်တစိမ့်မမဆောင်ရွက်ခဲ့တဲ့အပိုင်းတွေအများကြီးတွေ့ရတယ်။ သူရဲ့နောက်ဆုံးနေဝင်ခြင်းဟာဆိုလို့ရှိရင်ဒီ ULAAA ရဲ့ Rekita Lansing ပေါ်မှာဖက်တွေ့ပြီးတော့ ULAAA ရဲ့အလံအောက်မှာတာဝန်ထမ်းဆောင်ပြီးရခိုင်အမျိုးသားပြည်ပြင်ပြောင်းလဲရေးအတွက်သူနောက်ဆုံးဆောင်ရွက်ခဲ့တဲ့အပိုင်းတွေရှိရယ်ပြောမစင်နိုင်ငံရေးကိုလုခေသည့်အပြင်လူထုအတွက်အစာပေနဲ့တန်လှန်ခဲ့တဲ့အပိုင်းတွေအများကြီးရှိရယ်ဥဥလာစောဟာတောင်သားဘောကတဲ့ကနိုင်ငံရေးလှုပ်ရှားမှုတွေတောင်သားအရေးလှုပ်ရှားမှုတွေမှာ ထင်းထင်းဝင်ဝင်ပါဝင်ခဲ့တာကြောင့်1980နောက်ပိုင်းကာလတွေမှာထောင်တန်20ကျော့ချမှတ်ခံခဲ့ရပါတယ်1990ပြည့်နှစ်တွင်မှာ Rakhine Democracy အဖွဲ့ချုပ်ပါတီ ALD မှာတာဝန်ထမ်းဆောင်ရင်းတရားမဝင်ပါတီအဖြစ်စစ်အစိုးရကကြီးညာခဲ့တာကြောင့်ပါတီဖျက်သိမ်းခဲ့ရပါတယ်။အဲဒီနောက်ပိုင်း2010ပြည့်နှစ်ရွေးကောက်ပွဲကာလမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP မှာအထွေထွေအတွင်းရင်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ RNDP နဲ့ ALD ပါတီတို့ကို2013ခုနှစ်မှာရခိုင်အမျိုးသားပါတီ ANP ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းရမှာဥဆောင်ပါဝင်ခဲ့သူတဦးလည်းဖြစ်ပါတယ်အဲ့ဒီနောက်2015ခုနှစ်ရွေးကောက်ပွဲမှာ ANP ပါတီကိုစားပြုပြီးမရဦးမျိုးနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံခဲ့ရပြီးတော့ထင်ရှားတဲ့ရခိုင်နိုင်ငံရဲ့သမားတစ်ယောက်လေးဖြစ်ပါတယ်။ ဒီ RID အဲကြောက်တာဘွားကလေးကဆရာနာရှင်ပြုတ်ချရေးအတွက်ပေါ့နော်နောက်ဒီမိုကရေစီရဲ့အတွက် တောက်ပွေးဝင်ခဲ့တဲ့ပုံကိုတယောက်ဖြစ်တဲ့ဒီ2015လွတ်တော်မှာဒီမြောက်မြို့နယ်မေဆန္ဒနယ်ကပြည်သူ့လွှတ်တော်အိုစီလီတယောက်ဖြစ်တယ်ဒါပေမဲ့သူကနိုင်ငံရေးကိုအကြောင်းပြုပြီးတော့သူမိသားစုသူအချိုးစီပေါ်ဘယ်တော့မှမလုခဲ့တဲ့တကယ်လူငယ်တွေအတွက်စံပြူထိုက်တဲ့ပုံကိုတယောက်ဖြစ်တယ်ပေါ့နောက်ဒီဆရာရဲ့ဆုံဆုံမှုဆိုရင်တော့ဒီရခိုင်တမျိုးသားလုံးတာမကောက်ဘူးပေါ့လေကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဒီပြည်တွင်းစစ်ချုပ်ကြီးရေးနောက်ပြီးတော့ Federal Democracy နိုင်ငံတော်ထူထောင်ရေးအခန့်ကဏ္ဍတွေအတွက်ပါအာဆုံဆုံနစ်နာတယ်လို့ကျွန်တော်ကတော့အဲ့လိုခံယူပါတယ်ခင်ဗျာဒါအပြင်2020တခုနှစ်စစ်တပ်အာဏာသိမ်းချိန်နောက်ပိုင်းကာလတွေမှာ ULAAA ရဲ့ဗဟိုနိုင်ငံရေးမှုအဖြစ်သူကိုယ်လှယ်တဲ့အချိန်ထိတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ် ဥဥလာစောကွန်လန်တော်တဲ့အပေါ်ပြည်သူလွတ်တော်အမဲဟောင်းတူဦးဖြစ်တဲ့ဥဖေတန်ကတောင်းတာဘောကနေနောက်ဆုံးဘောသက်တမ်းကုံဆုံးတဲ့အချိန်ထိစစ်မှန်တဲ့နိုင်ငံရေးသမားတယောက်အဖြစ်ရက်တည်တော်ခဲ့တဲ့ဆရာကိုအထူးလေးစားဂုဏ်ယူပါတယ်ဆရာဆရာရဲ့တမိုင်းကကျွန်တော်တို့ရဲ့ရင်ထဲမှာဘတော်မမမေမပြောက်ဆွေးထင်ကြဲရင်မှဖြစ်ပါတယ်လို့យေတာထားပါတယ် ူဟာနိုင်ငံရေးအတိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်တော်လေးရေးအတိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်လူငယ်တွေအတူယူစီရဆံပြခေါင်းဆောင်ကောင်းတူဖြစ်တယ်လို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ပြောရေးဆိုခွင့်ရှိသူဦးမျိုးကျော်ကပြောပါတယ်ကျွန်တော်တို့ကိုနိုင်ကွာငယ်ဘဝမှာအားကျခဲ့တဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်အဲငယ်စဉ်ကျောင်းသားဘဝကနေပြီးတော့အခုအသက်ွယ်လွန်ချိန်ထိပေါ့နော်တဘဝလုံးကိုမြန်မာနိုင်ငံအရေးဒီမိုကရေစီအရေး နောက်ဒီရခိုင်အမျိုးသားတွေရဲ့နေပြီးတော့နိုင်ငံရေးရပိုင်ခွင့်တွေအတွက်သူဟာနေပြီးတစ်သက်လုံးကိုတိုက်ပွဲဝင်သွားတဲ့ကောင်းဆောင်တစ်ယောက်လို့ကျွန်တော်ပြောရှင်းပါတယ်ခင်ဗျာ နိုင်ငံရေးထဲမှာပါပြီးတော့ဒီပါတီတွေလွတ်တော်ကိုယ်စားလှယ်တွေဖြစ်ပေမဲ့ကိုကျိုးမကြည့်ပဲနဲ့သူ့သူမျိုးသူ့ပြည်အကျိုးအတွက်ရဲရဲတောက်နေပြီးတော့လွတ်တော်ထဲမှာပဲဖြစ်ဖြစ်တခြားနိုင်ငံရေးအဝန်းဝန်းမှာပဲဖြစ်ဖြစ်မမမမရတိခဲ့တယ်ကျွန်တော်တို့အနာကရခိုင်ပြည်အတွက်နော်နိုင်ငံရေးနယ်ပယ်မှာပဲဖြစ်ဖြစ်တော်လိုင်းနယ်ပယ်မှာဖြစ်ဖြစ်လုံးဝအတူယူအားကျစရာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုတော့ပြောချင်ပါတယ် ဥဥလာစွာကွင်လင်တော်တဲ့အပေါ်ခြေကွေဝင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကမေလ9ရက်နေ့မှာဝင်နေကြောင်းတဝန်တော်ထုတ်ပြန်ထားသလိုတိုင်းရင်သားလူမျိုးစုလက်နက်ကင်တွေနဲ့နိုင်ငံရဲ့အတိုင်းအဝိုင်းမှာလည်းတိုင်းပြည်အတွက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ရေးသားများဝေနေကြပါရဲ့ဥဥလာစောကို1953ခုနှစ်မေလ28ရက်နေ့မှာမွေးဖော်ခဲ့ပြီးတော့ မောင်ခိုင်အောင်စစ်တွေကလောက်အမီနဲ့ကြပြတွေအစေးတွေတချင်းတွေကိုရေးသားခဲ့သူတယောက်လည်းဖြစ်ပါတယ်။ကျွန်မကေခိုင်ပါ။ဒီဘက်ကတက်မလို့ကလည်းဟာမင်းတို့လောက်တော့ပြင်းနေကွာတိုက်ကွာရှာအာငါတို့လည်းကြိုက်တယ်ရှာအဲ့တော့ဗျာဘူးဝင်လည်းပြောရင်တိုက်ရင်သေးကြတာပေါ့သေတဲ့လူကသေပေါ့ဗျာဆုံးညုံလည်းဆုံးကျွန်တော်မျိုးဦးလည်းပါသွားရင်ပါလောက်မယ်။ချမ်းသာတာကတော့လင်းနဲ့ပွဲစားတဲ့ချမ်းသာသွားလိမ့်မယ်။ စကိုင်းတိုင်းကလေးမြို့နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကကြေးရွာတွေမှာ73စီဈေးတွေမြင့်တက်နေရလို့ကလေးမြို့နယ်ကဒေသခံတွေကပြောပါရယ်။အရင်က အောက်တိန်နိုင်နေတူဓာတ်စီတခါလန်ကို3000ဝန်းကျင်ရှိတာကနေလက်ရှိမှာတခါလန်ကိုချက်3000ခွဲဝန်းကျင်အထိမြင့်တက်နေပြီးတချို့ကြေးရွာတွေမှာဝယ်ယူဖို့အခက်အခဲတွေရှိနေတယ်လို့ဆိုပါရယ်။ စစ်ကောင်စီကဧပြီလ25ရက်နေ့မှာကလေးမျိုးနယ်ကကြေးရွာတွေကိုလမ်းပိတ်ထားတဲ့အတွက်မြို့ပေါ်ကနေဝယ်ယူရောင်းချရတဲ့ဓာတ်ဆီဟာတည်ယူတဲ့နေရာမှာအခက်အခဲတွေရှိနေပြီးဓာတ်ဆီဈေးတွေမြင့်တက်နေတာလို့ကလေးမျိုးနယ်အရှိစီးရွာကဒေသခံတယောက်ကပြောပါရယ်ဆက်သုံးစီဈေးနှုန်းတွေမြင့်တက်နေပြီးဝယ်ယူရခက်ခဲနေတာကြောင့်ဒေသခံရွာသူရွာသားတွေဟာသွားလာရေးပိုင်းမှာအခက်အခဲတွေလည်းရှိနေတယ်လို့သိရပါဗျာရှင်။ ရန်ကုန်တိုင်းအတွင်းစစ်ပေးဆောင်အများဆုံးနေထိုင်တဲ့မြို့နယ်တွေကိုစစ်တပ်ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့ပူးပေါင်းကပုံမှန်အစည်းအဝေးစစ်ဖို့စစ်ကောင်စီခန့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းကညွှန်ကြားထားပါတယ်။ တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမှမေလ6ရက်နေ့နေ့လည်ကပြုလုပ်တဲ့တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောဆိုခဲ့တာလို့အောက်ချိုရီနဲ့နေဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။မြို့နယ်လိုက်အေဇင်းစစ်ဆေးတာကိုအရင်ကစစ်တပ်ရဲလှဝကမိသက်ရက်ွက်အောက်ချိုရီအဖွဲ့တွေကပူးပေါင်းစစ်ဆေးခဲ့ပေမဲ့စစ်မှုထမ်းဥပဒေထွက်ပြီးတဲ့နောက်မှာစစ်တပ်ရောရဲရောမိမိသဘောနဲ့အေဇင်းစစ်တောင်းရက်ွက်အောက်ချိုရီအဖွဲ့ဝင်တယောက်ကပြောခဲ့ပါတယ်ရှင်။ ိတ်ကျမ်းမရေးကြမ်းခိုင်ရေးဆွေးနွေးပွဲတစ်ခုကိုထိုင်းနိုင်ငံမဲဆောက်မြို့က Join House PTA မှာပြုလုပ်နေပါတယ်။မောင်တိုးပေးပို့ထားပါတယ်ရှင်။ဒီလိုလည်းသူလည်းစိတ်စိတ်ပြေရအောင်ဟုတ်။ကိုယ့်ကိုအေးချမ်းမှုတွေကိုပတ်တာကိုရှာဖွေနေတာတဲ့သူတွေပဲပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဆရာတို့ဆရာမတို့ကဘာလို့ဟုတ်ကဲ့ပါအထူးသဖြင့်ကတော့အာနာတိန်ထားပြီးဖိနှိပ်ခံနေကြရတာနဲ့လက်တလုံးငလျင်မေးကြောင့်စိတ်ပိုင်းဆိုင်ရာခံစားနေကြရသူမဲဆောက်ရောက်မြန်မာတွေအတွက် အထောက်အကူဖြစ်စေဖို့အခုဆွေးနွေးပွဲကိုပြုလုပ်နေတာလို့ဆိုပါတယ်ကျမတို့ပါစိတ်တန်ရာရှိပါတယ်စိတ်တန်ရာနေပြီးတော့ပေးလာတဲ့အတွက်ကြောင့်မလို့လူရဲ့ခန္ဓာကိုယ်ကျန်းမာရေးအထိထိခိုက်နိုင်တဲ့အနေအထားတွေကိုကျမတို့တွေ့ရတယ်။ကျမတို့ရဲ့ဒီမတရားမှုကိုတော်လှန်နေတဲ့နှွေဦးတော်လှန်ရေးကြောင့်ရရှိလာတဲ့စိတ်တန်ရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စီမှာလက်တော်လုံးကစိတ်ကုံအားအင်မတန်မှအရေးကြီးပါတယ်။ဒါအပြင်ဒီအခုအလုံးကြုံဆုံနေရတဲ့သဘာဝဘေးအန္တရာယ်ရော လူလုတ်တဲ့ဘေးအန်တွေရောအားလုံးကိုကျမတို့ရင်ဆိုင်နေရတဲ့အတွက်မြမပြည်သူပြည်သားတွေအကုန်လုံးဟာစိတ်ဓာတ်ရကိုစီကိုစီနဲ့ရှိကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စိတ်ဓာတ်ခွန်အားတွေမကျိုးမပဲ့ဖြစ်အောင်လို့ဒီ session လေးမှာကျမအကူအညီဆောင်ရွက်ခြင်းဖြစ်ပါတယ်ရှင်။အခုဆွေးနွေးပွဲကိုလာစဉ်3ရက်စီ ပြုလုပ်နေပြီးဒီလမှာတော့မေလ6ရက်9ရက်နဲ့73ရက်ဒီမှာပြုလုပ်တာပါ။မတရားအမှားသိတဲ့အချိန်ကစပြီးတော့ခဏိအခုကျမစကားပြောနေတဲ့အချိန်ထိကျမတို့ရဲ့မတရားမှုတော်လန်နဲ့နှွေးဥတော်လန်ရေးအမပြီးဆုံးသေးပါဘူး။ သို့တော်လေတနေ့ချက်တနေ့တနေ့ချက်တနေ့ဘာတွေကိုကြုံတွေ့လာရလဲဆိုရင်စိတ်ဓာတ်ရနဲ့ပတ်သက်တဲ့သူတွေပို့ပြီးတော့များလာတယ်ဒီကြားထဲမှာမှတဘာဝဘေးရန်တွေကရောဆက်လာပြီးကုရကယ်ရမဲ့နေတယ်ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဟာပေါ့နော်အခုဆိုရင်ကိုကိုစိတ်ကိုကိုစောင့်ရှောက်တက်လာအောင် ကိုစိတ်ရဲ့ခိုင်မာမှုရှိရင်ဘယ်လိုအနာဂတ်ခရီးဝယ်ဖြစ်ဖြစ်ရင်ဆိုင်နိုင်မယ်ဆိုတဲ့အနေအထားကိုသိဖို့အတွက်ဒီစိတ်ကြမ်းမာရေးကိုအထူးလေ့လာတဲ့သူတွေကော ကျမတို့လူဒီတော်ရဲတော်ဝင်တရားအနေနဲ့ဒီစိတ်ကြမ်းမာရေးကိုထမ်းဆောင်နေတဲ့သူတွေအကုန်လုံးကနေပြီးတော့ကျမတို့အတိတရားကိုမျှဝေပေးရမှာဖြစ်ပါတယ်လို့ဆွေးနွေးပွဲတက်ရောက်လာသူတွေကလည်းဆွေးနွေးပွဲရဲ့အကျိုးရှိပုံကို အခုလိုပြောပြပါတယ်စိတ်ဒီရက်ထက်သက်သားလာတယ်နေရက်ထိုင်ကကောင်းလာတယ်အဓိကကစိတ်ဟိုပေါ့ပျော်ရွှင်မှု ်ငြိမ်းအေးမှုရလာတယ်ဒီအပေါင်းအသင်းတွေနဲ့လည်းငွေချင်းမိတ်ဆွေတွေနဲ့လည်းအရင်ကထက်ပို့ပြီးတော့ဆက်ဆံရေးစကားပြောရတာပေါ့အစအစဉ်ပြေလာတယ်နောက်ပြီးတော့အဲတော့တော့အရင်ကထက်ဒေါသကြီးတာကိုထိမ့်တက်လာတယ်မျိုးနှမျိုးလို့ကျမပြောနေတယ်เนาะတမျိုးတည်းမဟုတ်ဘူးချစ်တာကြီးလည်းမပြောဘူးမုန်းတာကြီးလည်းမပြောဘူးဒုတိယမှာ မဒီမှာကတော့မဲဆောင်မှာတော့ဟိုဒီမြန်မာပြည်ကနေပြီးတော့အထင်းမျိုးမျိုးကြောင့်ရောက်ရှိလာတယ်။ဒါပေမဲ့အာတူညီတဲ့အချက်တစ်ခုကပါလဲဆိုတဲ့အခါကျတော့မဲဆောင်မှာကအာလူတိုင်းနှိပါးကပေါ့နော်ကိုယ်တိုင်းမီကိုယ်ဒေတာမဟုတ်တဲ့အတွက်အကုန်လုံးအဆက်ဆက်ရရဖက်ဖက်ခတ်ခဲကြရပေါ့နော်။ဒီလိုလာပြီးတော့တို့အာဟိုတူညီတဲ့ဒီလိုမျိုးအချိန်တွေပေါ့နော်။တို့မဲဆောက်လာပြီးတော့ခတ်ခဲဖြစ်နေတဲ့အချိန်တွေဒီကနေပြီးတော့အချင်းချင်းခွန်အားပြိုင်ပေးကြရတယ်ခွန်အားပြိုင်ယူကြရတယ်ပေါ့။ စိတ်ခွာဖြစ်အပြန်လန်ဆွေးနွေးတာတွေအပြင် အစားအသောက်ပကြီးတချင်းနဲ့စုပေါင်းလှုပ်ရှားမှုစတဲ့စိတ်ပန်းဖြေလေ့ကျင့်မှုတွေကိုလည်းပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ရိန်းသမ္မတဗလာဒီမာဇယ်လန်စကီးကသူ့ရဲ့နိုင်ငံဟာရုရှားနဲ့စစ်ပွဲအတွင်းရပ်ပေါင်း30အပြည့်ခန့်ရစဲကြီးကိုစောင့်ထိန်မှုသူ့ရဲ့ကမ်းလှမ်းချက်အတိုင်းရပ်တည်ကြောင်းမေလ9ရက်နေ့ဗုဒ္ဓဦးနေ့မှာပြောကြားခဲ့ပြီးဂရမလင်ကတော့ဒီကမ်းလှမ်းချက်ပေါ်ဘာမှမတုံ့ပြန်သေးပါဘူး။ တိုက်ခိုက်မှုတွေကိုရပ်ဆိုင်ပြီးအ ਨੇ ဆုံးရပ်ပေါင်း30လောက်အပြစ်ခတ်ရဲစဲရေးလှုပ်ဆောင်မှုယူကရိန်းရဲ့ကမ်းလှမ်းချက်ကဒီကနေ့ထိအသက်ဝင်ဆဲဖြစ်ပြီးတန်ခင်းတမန်ခင်းကိုအခွင့်အရေးပေးနိုင်တဲ့ဒီကမ်းလှမ်းချက်ကိုရုပ်သိမ်းမှာမဟုတ်ပါဘူးလို့ယူကရိန်းသမ္မတဇလန်စကီကညစဉ်ဗီဒီယိုမေးခွန်းမှာပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ရုရှားဘက်မှာတော့တုံ့ပြန်ချက်မရှိဘဲရုရှားစီကနေတုံ့ပြန်မှုကိုကမ္ဘာကမမြင်ရကြောင်းနဲ့တိုက်ခိုက်မှုအသစ်တွေလောက်တာကလွဲလို့ဘာတုံ့ပြန်မှုမှမရှိဘူး။ဒါကပဲစစ်ပွဲကိုဘသူကစတင်လဲဆိုတာအလုံးကိုအထင်ရှားပြသနေတာပါလို့လည်းပြောဆိုပါရယ်။တစ်ချိန်တည်းမှာပဲရုရှားနိုင်ငံသားရဲ့ဌာနပြောရေးဆိုခွင့်ရှိသူကမော်စကိုဟာအပြည့်ခက်ရဲစဲကြီးဂျိုးပတ်မှုကိုစန့်ကျင်ဟန်တားနေတဲ့ဘလို့အကြံပြုချက်ကိုမဆိုပေးကြခဲ့ပါရယ်ရှင်။ အခုဆက်လက်ပြီးအားကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ Europa League Champion အသင်းကို Champion League ဝင်ခွင့်မပေးတဲ့ကြောင်းနီးပြဟောင်းအာဆင်ဝင်ကားရဲ့မှတ်ချက်အပေါ် Spa နီးပြ Post Digo Glo ကပြန်လည်တုံ့ပြန်သွားပါတယ်။အာဆင်နယ်နီးပြဟောင်းဝင်းကားဟာယူရိုပါလိမှာချန်ပီယံဖြစ်တဲ့အသင်းကယူရိုပါလိဝင်ခွင့်သာရရှိသင့်ပြီးချန်ပီယံလိဝင်ခွင့်မပေးသင့်ကြောင်းနဲ့ဥရောပဘောလုံးအဖွဲ့ချုပ်အနေနဲ့အဲဒီစည်းမျဉ်းတွေကိုပြန်လည်သုံးသပ်သင့်ကြောင်းပြောဆိုခဲ့တာပါ။ ။စပါနီပြပိုစတီကိုဂလိုကတော့ပြိုင်ပွဲမတိုင်ခင်ကတည်းကစီမင်းချမှတ်ထားတာဖြစ်ပြီးဘောလူပွဲရောက်ခါနေမှာစီမင်းကြောင်းလဲတင်ကြောင်းပြောနေတာကမဖြစ်တင်ကြောင်းနဲ့စပါတင်းကပြိုင်ပတ်အတင်းကလူတွေကိုယူသွတ်သွားအောင်လုပ်နိုင်ကြောင်းပြန်လဲတုံ့ပြန်သွားခဲ့တာပါ။ လာမယ့်ရာသီမှာလေးအဆင့်သတ်မှတ်ချက်အရအင်္ဂလန်အသင်း၅သင်းအထိချန်ပီယံလိဝင်ခွင့်ရမှာဖြစ်ပြီးယူရိုပါလိဘောလုံးပွဲမရောက်ဖို့အလေးတာနေတဲ့မန်ယူနဲ့စပါအသင်းတို့တွေကတသင်းချန်ပီယံဖြစ်မယ်ဆိုရင်အင်္ဂလန်အသင်း၆သင်းအထိချန်ပီယံလိဝင်ခွင့်ရရှိမှာဖြစ်ပါရဲ့ရှင်။ ဒီရီယုံမြင့်တန်ကြရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးအောင်ပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်